သောတာပန်ဖြစ်သွားလို့ရှိရင်မလုတ်သင့်တဲ့အလုတ်6မျိုးမလုတ်တော့ဘယ်လိုမှမဖြစ်နိုင် impossible လို့ပြောအဖတ်ပါဆို impossible သောတာပန်ဖြစ်သွားရင်ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့ပြောရမယ့်ဟာ6ခုရှိစစ္ဆာဘိဌာနာနိစဆိုတာ6ခုအဲ့ဒီ6ဌာနကိုဘယ်တော့မှသောတာပန်ပုဂ္ဂိုလ်ကမကျွလွန်တော့မဖြစ်တော့ဘူးလို့ဒါပြောအဲ့ဒီ6ခုကဘာတော့ဆိုလို့ရှိရင် သောတာပန်ပုဂ္ဂိုလ်အနေနဲ့စိတ်လိုက်မှန်ပါအမေကိုတတ်မိတာမျိုးမရှိဘူးဟုတ်ကဲ့စိတ်လိုက်မှန်ပါအဖေကိုတတ်မိတာမျိုးမရှိဘူးစိတ်လိုက်မှန်ပါယဟနာကိုတတ်မိတာမျိုးမရှိဘူးစိတ်လိုက်မှန်ပါတန်ဃာတွေခိုင်းခွဲ့အောင်မလုပ်ဘူးစိတ်လိုက်မှန်ပါဖះကိုသွေးစိမ့်တီအောင်မလုပ်ဘူးဟောသောတာပန်ဖြစ်သွားလို့ရှင်ဒါတွေဟာမရှိတော့ဘူးနောက်တစ်ခုကသောတာပန်ဖြစ်သွားလို့ရှင်တဲ့ ဖះကလွဲလို့တခြားကိုဆရာလို့သတ်မှတ်တာဆရာဆိုတာဒီကမ္ဘာထဆရာဒီဘာညာဒါပြောတာမဟုတ်တာဖះတပည့်ဆိုဖះကိုင်းเนาะဘာသာခြားကိုဆရာမတင်တော့ဘူးလို့ပြောအားလုံးပေါင်းလိုက်6ခုအဲ့ဒီ6ခုကိုတတ္တဗံပုဂ္ဂိုလ်တွေကမလွန်ကျူးတော့ဘူးလို့ဒါပြောတာเนาะနောက်6ခုတစ်မျိုးရှိသေးတယ်အဲ့ဒါမှာအင်္ဂုတ္တမှာတုတ်တန်အိမ်မှာရှိတယ်တတ္တဗံပုဂ္ဂိုလ်တွေမှာမဖြစ်နိုင်တဲ့6ခုနောက်6ခုကဘာလို့ဆိုရင် ဒိဋ္ဌိတမ္ပဏဆိုတဲ့ပုဂ္ဂိုလ်ဟာသင်္ခါရတရားတွေကိုမြဲတယ်လို့ဘယ်တော့မှမယုံကြည်ဘူးဒါတခုဒိဋ္ဌိတမ္ပဏပုဂ္ဂိုလ်ဟာသင်္ခါရတရားတွေကိုချမ်းသာတယ်လို့ဘယ်တော့မှမယုံကြည်ဘူးနောက်တစ်ခုဒိဋ္ဌိတမ္ပဏသောတပန်ပုဂ္ဂိုလ်ဟာသဘာဝဓမ္မတွေကို အတ္တလို့ဘယ်တော့မှမယုံဘူးဘယ်တော့မှလက်မခံတော့ဘူးအေးဒိဋ္ဌိတမ္ပဏမဖြစ်သေးရင်တော့ဒါတွေကိုသွားလက်ခံနေဦးမှာပဲလက်ခံနေသေးတယ် နောက်တစ်ခုကတော့ခဏနဲ့ဆင်ဆင်တူတယ်အနန္တရိယကံ၅ပါးကိုမကျွလွန်တော့ဘူးတဲ့ဒါတစ်ခုအနန္တရိယကံ၅ပါးကိုဘယ်တော့မှမကျွလွန်တော့ဘူးနောက်တစ်ခုကလောကီမင်္ဂလာတွေကိုဘယ်တော့မှမယုံတော့ဘူးဒါလည်းသောတာပန်ရဲ့အစွမ်းရည်တစ်ခုလောကီမင်္ဂလာဆိုတာအေးမြင်ရတာစိတ်တည်ရှိလိုက်တာမျက်စိမ့်စိမ့်လေးမြင်လဲဒီနေ့မင်္ဂလာရှိလိုက်တာမကောင်းတာမြင်ဒီနေ့မင်္ဂလာမရှိဘူးဒါလောကီမင်္ဂလာခေါ်တယ် အဲ့ဒါတွေကိုမယုံတော့လူတွေကအဲ့ဒါကိုကြည့်တယ်လေအမလေးအမင်္ဂလာကြီးမင်္ဂလာကြီး ਨੇ လမ်းသွားရင်ပြောကြဘူးလားအေးမွေမြင်လို့ရှိရင်ခီးရှည်တတ်တယ်ဆိုတော့အမင်္ဂလာလို့ယူဆနော်လူတွေကအမျိုးစုံလေလမ်းသွားရင်အတုပမြင်ဟဲ့မကောင်းဘူးအတိတ်မကောင်းဘူးဟောဒီလိုပါပြောနေရုံနေတဲ့ပုံကိုယ်လေးအများကြီးရှိနော်အမြင်မင်္ဂလာတွေပေါ်မှာကိုယ်စိတ်ထဲမှာမကြိုက်တဲ့ဟာတွေကိုမြင်လို့ရှိရင်အမင်္ဂလာလို့သတ်မှတ်ကြတယ်လူတွေ ကောင်းတာလေးမြင်မင်္ဂလာလို့သတ်မှတ်တယ်။ဟောအဲ့ဒီလူဟာမျိုးတွေကိုတောတပံပုဂ္ဂိုလ်မှမရှိတော့ဘူးတဲ့။ဒါမျိုးကိုယုံကြည်တာမရှိတော့။အဲ့လိုယုံနေရင်တောတပံနဲ့ဝေးနေသေးတယ်။တောတပံမဟုတ်သေးဘူး။နောက်တစ်ခုကဘာတုံးဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်ဖို့ရအတွက်ဘုရားသာသနာကလွဲလို့တခြားသာသနာမှာ ကုသိုလ်လုပ်တင်တယ်လို့ဆိုလိုတာကလူတန်းထောက်ပံ့တဲ့အကျိုးရှိတဲ့နေရာလို့သတ်မှတ်ချက်မရှိဘူး။ဒါပြောတာ မြတ်သောအလှူခံပုဂ္ဂိုလ်ကိုရွေးချယ်တဲ့နေရာမှာတခြားဘာသာမှာမရွေးချယ်။ဒါကမလှူဘူးလို့ပြောတာမဟုတ်ဘူးနော်။မလှူဘူးဆိုတဲ့စကားနဲ့ဒီစကားနဲ့မတူဘူး။အလှူခံပုဂ္ဂိုလ်ကိုရွေးချယ်တဲ့အခါမှာဗုဒ္ဓသာသနာကိုရွေးချယ်တယ်ဒါပြော။တခြားပုဂ္ဂိုလ်တွေကတော့စုကြုံနိုင်မြင်မရွေးတရိษံတောင်လှူရသေးတာပဲလှူတယ်။မလှူဘူးပြောတာမဟုတ်ဘူး။ဟုတ်ကဲ့။တခိနေရမြတ်သောပုဂ္ဂိုလ်မြတ်သောအလှူခံရှိတယ်လို့လက်ခံတာဟောဘုရားသာသနာမှာ တရားဓမ္မကိုကျင့်ကြံတဲ့ပုဂ္ဂိုလ်တွေမှသာလေတခဲ့မြတ်တော်အတုကံပုဂ္ဂိုလ်ဖြစ်တယ်လို့ဒီလိုလက္ခဏာပြောအဲ့တော့သောတာပန်ဖြစ်သွားလို့ရှိရင်ဒီသာသနာကတရားဓမ္မကျင့်ကြံပုဂ္ဂိုလ်တွေကလွယ်တခြားပုဂ္ဂိုလ်တွေကမြတ်တော်အလှခံတိုက်တဲ့ပုဂ္ဂိုလ်မြတ်တော်ဆိုတဲ့စကားလေးပါတယ်နော်အဲ့တော့အလှမခံတိုက်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးပေါ့အလှခံတိုက်တယ်ဆိုတာနဲ့အလှခံဆိုတာနဲ့မတူဘူးနော်ခံတိုက်တာဆိုတာဂုံကိုပြောတယ် တော့အလှူကံဆိုတာကတော့တိရိစ္ဆာန်မှာပါတယ်လေတိရိစ္ဆာန်လေးတွေကျွေးတိရိစ္ဆာန်မှာအလှူကံတိုက်တဲ့ဂုံရှိပါ့မလားမရှိဘူးသို့တော့သူ့ကိုမလှူရဘူးလားမပေးရဘူးလားပေးရပါဘူးပေးရဟုတ်စကားကမတူကွဲရမယ်နော်မကွဲလို့ရှင်ရောထွေနေတတ်တယ်အေးသောတာပန်ပုဂ္ဂိုလ်ဖြစ်သွားလို့ရှင်အလှခံတိုက်တဲ့ပုဂ္ဂိုလ်ဆိုတာသာသနာမှာတည်းပဲရှိတယ်လို့သိလားမထင်ကားကြနံပါတ်5ကြမဟုတ်တော့ဘူးပြော အဲ့ဒီဒိဗ္ဗေမျိုးပြောသိလားကွဲကွဲပြားပြားသိလားဩအဲ့ဒါကိုပြောတာစစ္စာပိဌာနာနိအပပကာတောဒီ6ခုသောအကြောင်းတရားတွေ ਨੇ ပတ်သက်လာရင်သောတပန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာမလုတော့ဘူးရှောင်သွားပြီလို့ပြောတာဒါယရဏတုံမှာလာတဲ့သောတပန်ပုဂ္ဂိုလ်ရဲ့ဒိဋ္ဌိတံပါဏပုဂ္ဂိုလ်ရဲ့ဂုံကြီးတွေပဲ